ာရဲ့ဇင်းနှုံးလေးတွေကိုပြပြပေးပါနှစ်နှစ်ဗီဇာကတော့ဇင်းနှုံးတွေကတို့ရောင်းတဲ့ကုမ္ပဏီပေါ်မူတည်ပြီးတော့အစားအစာရှိတတ်ကြတယ်ပေါ့နော်ဒါကတော့တချို့ကုမ္ပဏီတွေက6500ရောင်းတယ်တချို့ကုမ္ပဏီက8000ရောင်းတယ်ပေါ့နော်တချို့ကုမ္ပဏီတွေက8500တချို့က6500နေတောင်ကြော်ညာကြတယ်ဒါပေမဲ့တတိတာဘူတော့လိုရပေါ့နော် အဲ့ဒါကကုမ္ပဏီအစ်စ်တွေကတကယ်သူတို့ကခွာသားကိုသူတို့ကထည့်ပြီးတော့ရောင်းတာဒါမှမဟုတ်လို့ရှိရင်တချို့တွေကကုမ္ပဏီဟန်ဆောင်တယ်ဒါပေမဲ့ကုမ္ပဏီလုတ်ထားတဲ့ကုမ္ပဏီမှာမှသူတို့ကကုမ္ပဏီပဲဖွင့်ပြီးပါစီးပွားရေးမှာမလုပ်ပဲနဲ့ဗီဇာရောင်းစားတဲ့ကုမ္ပဏီပေါ့နော်အဲ့ဒီလိုမျိုးကုမ္ပဏီတွေဆိုရင်ဈေးလျှော့ပြီးတော့ရောင်းတတ်ကြတယ်သူတို့ဈေးလျှော့ပြီးတော့ရောင်းတယ်သူတို့ကုမ္ပဏီကြီးတကယ်ဘာအလုံးမှ မလုပ်ဘူးဘာစီးပွားရေးမှာမလုပ်ပဲနဲ့ကိုယ့်ကိုအလုတ်ခန့်နေဆိုပြီးတော့ ရောင်းစားတဲ့ကုမ္ပဏီဖြစ်နေရင်အစိုးရကစစ်တဲ့အခါကျရင်ဒါကကိုယ့်ရဲ့ဗီဇာဒီလဲတရားမဝင်ဗီဇာဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့ဒီလိုကုမ္ပဏီတွေရှိတယ်အဲ့ဒီလို case တွေအများကြီးရှိတယ်ဒူဘိုင်းမှာပြီးခဲ့တဲ့နှစ်တွေကဆိုရင်ဖန်ခံတီးတဲ့ကုမ္ပဏီတွေအများကြီးရှိတယ်ကုမ္ပဏီထောင်ပြီးဗီဇာတက်တက်ရောင်းစားနေရမျိုးပေါ့နော်အဲ့လိုမျိုးတွေဖြစ်မှာဆိုလို့ဒါကိုက ကိုဝယ်တော့မယ်ဆိုရင်ဒီကုမ္ပဏီကခိုင်ရဲ့လားတကယ်စီးပွားရေးလုပ်နေရဲ့လားဆိုတာတွေကိုကိုကသိချဆိုဖို့အကြံပေးခြင်းနဲ့ပေါ့နော်နောက်တစ်ချက်ကဒီဗီဇာကိုဝယ်တဲ့သူကပထမဗီဒီယိုမှာပြောခဲ့သလိုပဲနိုင်ငံသားထပ်သွားဖို့အတွက်ကိုက show for show အနေနဲ့ဗန်ဒဲကိုပတ်စံထည့်ထားပြီးတော့ကိုကိုကိုဒီဒီနိုင်ငံမှာနေပါတယ်လို့ show လုပ်ရှင်လို့ tag country ကိုတွားရှင်လို့ပြတာဆိုရင်တော့ကောင်းပါတယ် ဲ့လိုမှမဟုတ်ဘူးဆိုရင်ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့အတွက်ကိုဒါဟိုကိုယ်ရဲ့မိသားစုတွေကိုဝယ်ပေးတာဆိုရင်လည်းကောင်းပါတယ်ဒါပေမဲ့လို့ကိုယ်ပိုင်စီးပွားရေးလုပ်တဲ့လူကလည်းကိုယ့်ဘာတော်ကိုဒီကိုယ့်ကုမ္ပဏီကိုထောင်လိုက်တဲ့ကုမ္ပဏီပေါ့နော်ဒီကုမ္ပဏီရဲ့အောက်မှာကိုယ့်နာမည်နဲ့ကိုဗီဇာလုပ်လို့ရတယ်ပေါ့နော်ပြီးတော့မှမိသားစုကိုဗီဇာပြန်လုပ်ပေးလို့ရတယ်ပေါ့နော်အဲ့ဒီလိုမျိုးသွားပြီးတော့တော့ဝယ်တာဒီဘာတော့ဝယ်တာလဲဒါကိုသိဖို့လိုပါတယ်အလုံးလုံးဖို့အတွက် အလေဗီဇာနဲ့နှစ်နှစ်ဗီဇာတိတ်မကွာဘူးနှစ်နှစ်ဗီဇာဝယ်ပြီးရင်နေလို့ရတယ်အလုပ်ရှာခြင်းလို့အလုပ်လုပ်ခြင်းလို့အဲ့ဒီလိုပုံစံမျိုးနဲ့ဝယ်တယ်ဆိုရင်တော့အမပေးချင်ပါဘူးဒါကဘာလို့လဲဆိုတော့အလုပ်ရှာလို့ရှိရင်လည်းရတဲ့ကုမ္ပဏီတွေဒီတော့အတူပိုင်းမှာဆိုရင်ကုမ္ပဏီတကူကအလုပ်ခန့်နေဆိုရင်ကိုယ့်ရဲ့ကုမ္ပဏီအောက်မှာကိုယ့်ရဲ့ကုမ္ပဏီနာမည်နဲ့ပဲအလုပ်ခန့်တာကတရားဝင်ဖြစ်တယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့တခြားကုမ္ပဏီအောက်မှာဒီလိုကိုယ့်ရဲ့အုံးဗီဇာတွေနဲ့လာလုပ်တဲ့သူတွေကြတော့ တရားဝင်မဟုတ်ဘူးပေါ့နော်ဒါပေမဲ့လုံနေကြလားဆိုတော့လုံနေကြပါတယ်ခန့်နေကြလားဆိုရင်လည်းခန့်နေကြတယ်ဒါပေမဲ့တရားဝင်လုံချင်တယ်အေးအေးဆေးဆေးလက်လုံချင်တယ်ဆိုရင်တော့ကိုကကိုရဲ့ဒီရှောက်လိုက်တဲ့အလုံးရှောက်တဲ့ကုမ္ပဏီကရတဲ့ဗီဇာနဲ့ပဲလုပ်ပါလို့ပဲပြောချင်ပါတယ်ဒီတော့အလေဗီဇာနဲ့ပဲသွားပြီးတော့အလုံးရှာလိုက်နှစ်လမှမှအလုံးမရသေးနောက်နှစ်လတိုးပြီးတော့ရှာနောက်နှစ်လတိုးပြီးတော့ရှာဒီလိုပုံစံမျိုးနဲ့ပဲအလုံးရှာလိုက်ပြီးတော့လုပ်တာက ခုနက8000လောက်ပို့ပြီးတော့စိတ်ချမ်းသာမှုရှိပါတယ်ပေါ့နော်ဒါက2နှစ်